ားလုံးပဲမင်္ဂလာပါအေးမို့ရဲ့ steady channel လေးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်အေးမုန်းကပေါ့နော်ဒီနေ့ M5 ခန်းကြီးလေးတွေပေါ့နော် M5 ရဲ့အလုံး120ကိုပြင်ပြီး revision ပြန်ဝါကြည့်နေတယ်ပေါ့နော်အေးမုန်းကအခုလည်းပဲဂျပန်ကတက္ကသိုလ်မှာပေါ့နော်ဆာတင်းနေရလို့ပဲပြောမလားအဲဒီကကလုံးနေရပေါ့နော်အဲ M1 လေးအောင်မိသွားပြီဆိုပေမဲ့ M5 ခန်းကြီးတွေအရောနော်တခါတလေ ဆွေးချက်ကလေးပြန်မိသွားတာတော့နေတိုင်းတွေ့နေပေမဲ့အာတခါလေကြရင်ဘလို့ရေးရမလဲခေါင်းထဲကနေယူမိသွားတာမျိုးဖြစ်တယ်လို့ပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒီ page လေးကိုထောင်းပြီးတော့ um fight ကနေပြီးတော့ un one အထိခန်းကြီးတွေကိုနေတိုင်းပြန်လုပ်သွားမယ်ပေါ့နော် အဲ့တော့ဘောနော်ဒါ focus လေးဖြစ်တယ်ဆိုတဲ့အတွက်ဒါ M5 ခန်းစည်းလေးတွေကိုရေးနေရင်းနဲ့ဘာကြောင်ပြောရင်းလဲဆိုတော့အဲမုံရဲ့ EJU ပြင်ခဲ့တဲ့အကြောင်းလေးပေါ့နော်အာနည်းနည်းလေးတော့ပြင်စရာကောင်းနေဆိုပေမဲ့လည်းနည်းနည်းတိစီရလေးပေါ့နော်ဘုဟုတုတ္တအပြင်းထားထောင်မိကျေးဇူးတင်ပါပါအဲ့တော့ပေါ့နော်ဘုံကအဲဂျပန်ဆိုင်ရတာ2020ပေါ့နော်2020ခုနှစ်လပိုင်းမှာဆိုင်ရောက်ပြီးတော့ အဲအဲ့တုန်းကဆားရတုန်းက M4 ပေါ့နော် M4 level နဲ့ဖြေတော့မဖြေရသေးပါဘူး M4 တင်နေတော့ level နဲ့လာတယ်ပေါ့နော်အဲ့ဒီကနေပြီးတော့2023အဲခုနှစ်လပိုင်းမှာ N2 ဖြေတယ်အောင်ရပါတယ် N2 ဖြေပြီးတော့အာဒီ N2 ဖြေနေတဲ့အချိန်မှာလည်း EJU ကိုတစ်ဖက်နေပြီးတော့ပြင်နေပေါ့နော်အချိန်ပိုင်းလုံးလုံးရင်းနဲ့ကြောင်းတက်ရင်းနဲ့ EJU ပြင်နေအဲ့လိုနေ2023 12လပိုင်းမှာ EJU ဖြေတယ် အာဒါပေမဲ့2023ခုနှစ်လပိုင်းမှာလည်းတစ်ခေါက်ဖြည့်သေးရပါတော့ဒါပေမဲ့ LT အမှတ်ကမကောင်းဘူးဆိုပေမဲ့2020ဟို12လပိုင်းတစ်ခေါက်မှာအမှတ်နည်းနည်းလေးများတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့အဲ့12လပိုင်းအမှတ်ကိုယူပြီးတော့တက္ကသိုလ်လျှောက်တယ်ပေါ့နော်အဲ့တော့ဒီတစ်နှစ်နဲ့ဒါ9လလောက်ပေါ့နော်တစ်နှစ်နဲ့9လအတွင်းမှာ EJU ကိုဘယ်လိုပြင်ခဲ့တယ်လဲပေါ့နော်အဲ့တော့တစ်နှစ်9လအတွင်းမှာ အာကိုကဂျမန်ဆိုက်ရောက်တော့လည်းဒါ unfold လေပဲဆိုတော့အဲ့လောက်ထိတည်တည်ရလည်းမဟုတ်ဘူးเนาะဒါပေမဲ့ဘယ်ကနေပြီးတော့ဒီဂျမန်စကားကိုအဓိကလေ့လာခဲ့တယ်လဲဆိုတော့အချိန်မိုင်းအလုပ်ပေါ့เนาะအချိန်မိုင်းအလုပ်ကနေပြီးတော့တော်တော်လေးလူတွေနဲ့စကားပြောရင်းနဲ့တပြေးနဲ့တွက်လာတယ်ပေါ့เนาะစကားပြောတာဘာညာတွက်လာတယ်ပြီးတော့ဒီစာလောက်တာကတော့အတန်းကြီးအတွင်းမှာပေါ့เนาะတေချာအယုံစိုက်ပြီးနားထောင်တယ် အဲအတိကတော့ဘောနော်ဒီညာဆိုင်ဒီဘာကြီးမရှိတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့အလုပ်ကပေါ့နော်အဲ့ဒါကြောင့်မို့လို့အေးအတိကတော့အေးဝအောင်လုပ်တယ်ပေါ့နော်ကိုကကိုယ့်ရဲ့ character အရာအေးဝရင်တကယ်ဘာမှမလုပ်နိုင်ဘူးပေါ့နော်အဲ့ဒါကြောင့်မို့လို့အတိကတော့အေးဝအောင်လုပ်တယ်အေးဝအောင်လုပ်ပြီးတော့ဒါအတန်းချိန်မနက်ပိုင်းပေါ့နော်မနက်ပိုင်းအတန်းချိန်ဖြစ်တဲ့အတွက်မနက်ပိုင်းမှာအေးအတိကဒီဆရာမပြောတဲ့စကားအသေးချလိုက်နားထောင်နေပေါ့နော်အဲ့တော့အချိန်ပိုင်းလုံးလုံးနေရဖြစ်တဲ့အတွက်စာလုပ်ဖို့အချိန်ရလဲအဲ့လောက်ထိမရဘူးပေါ့နော် မရတော့ဒါအတန်းချိန်အတွင်းမှာပဲတေချာလိုက်မှတ်ဖန်ကြီးတွေဆိုရင်လည်းတေချာလိုက်ပြီးတော့မှတ်တယ်ပေါ့နော်ဟိုရေးတက်လားဆိုတော့ပြောရမယ်ဆိုရင်ဘုန်းကြီးလေးလေးပြောရမယ်ဆိုရင် N1 ခန့်ကြီးတွေဆိုရင်မရေးတက်ဘူးကျွန်မလောကမရေးတက်ဘူး N1 အောင်အခုအောင်သွားတာပဲရှိတယ်ပေါ့နော်ဒါပေမဲ့အဲခန်းကြီးတွေကမရေးတက်ဘူးပေါ့နော်အဲ့လိုတိဒါပေမဲ့ဖတ်တတ်တယ်အဲအဲ့တော့ဘလို့မျိုးလဲဆိုတော့ပေါ့နော်ဒီအဲ NHK ဆိုတဲ့ပေါ့နော်သတင်း website တွေအသေးချာနေတိုင်းနေပါဖတ်ဖြစ်တယ်ပေါ့နော်အဲ့တော့ဖတ်ရင်ဖတ်ရင်နဲ့ဒါဖတ်ပုံဖတ်နည်းကတော့ဖတ်ပုံဖတ်နည်းရဲ့အတန်ဒရက်တွေရေပေါ့နော်အဲ့ဒါတွေကတော့တပိပိနဲ့နေသားကြလာအသားကြလာတာပေါ့နော်အသားကြပြီးတော့ဖတ်လာနိုင်တယ်ဒါပေမဲ့မရေးတတ်ဘူးပေါ့နော်အခုထိလည်းမရေးတတ်သေးပါဘူးအဲ့ဒါကြောင့်မို့လို့ဒီ study channel လေးကိုထောင်လိုက်တာပေါ့နော်အာခန်းကြီးတွေပြန်ပြီးတော့နေခြင်းပဲဆိုရင် Okay အဲ့တော့ပြန်သွားမယ်ဆိုရင်အာ EJU ကိုဒီတနည်းနဲ့ငါးလအတွင်းမှာအာ ပြင်ငယ်တယ်ဗောနော်ဒါဆရာမတွေကလည်းကိုယ်ဘီးနားနေဒီချာထောက်ပံ့ပေးရတယ် support ပေးရလဲပါတယ်ဗောနော်အဲ့ဒါနဲ့2024စနလပိုင်းမှာ EJU ဖြည့်တယ်အာ sorry စတလပိုင်းဗောနော်စတလပိုင်းမှာ EJU ဖြည့်တယ်စနလပိုင်းမှာ N1 ဖြည့်တယ်ဗောနော်အဲ့တော့ N1 ဖြည့်ပြီးတော့အာကတိလေးနဲ့ပဲအောင်းရပါတယ်အောင်းတော့အောင်းရတာဗောနော်ကတိလေးဆိုရင်လည်း အဲ့တော့ဗောနော်အာ and one လဲ our တလို easy you လဲအမှတ်ကောင်းနေတယ်ပါတယ်ဗောနော် easy you ကတော့ဒါအဲဂျပန် JFL တခုတည်းပဲဗောနော် JFL တခုတည်းပြင်ခဲ့တာဆိုတော့ JFL မှာ Kijitsu ကို အမှတ်ပြင်ရခဲ့ဗောနော်အာ Kijitsu မပါဘဲနဲ့ကြတော့အမှတ်300ကျော်ရထင်းတယ်အမှတ်တော့မှတ်မိတော့အမှတ်300ကျော်ရခဲ့ဗောနော် ဲ့တော့ဒီ2029ခုနှစ်လပိုင်းကနေပြီးတော့2023ဆနှစ်လပိုင်းအထိပြင်ဖို့ဒီ EJU ကိုပြင်ဖို့အချိန်ကတနှစ်နဲ့ဘယ်နှလားလဲအဲ9လလားအဲတင်းရကားတော့ပေါ့နော်အဲ့ဒီအချိန်အတွင်းမှာဒါအချိန်ကလည်းအရန်တို့ရာလဲပါတယ်ပေါ့နော်တော်တော်လေးအာပြင်ဆင်ခဲ့တယ်ပေါ့နော်အာပြင်ဆင်ခဲ့တဲ့အထက်မှာဒါအချင်းချုပ်ပြီးပြောရမယ်ဆိုရင်ဒါအချိန်ပိုင်းအလုပ်ရယ်အချိန်ပိုင်းအလုပ်မှာ ကစတမိုင်းနဲ့စကားပြောရင်းနဲ့တော်တော်လေးဒီဂျမန်စကားကိုတော်တော်လေးလေ့လာခဲ့ရလေ့လာနိုင်ခဲ့တယ်ပေါ့နော်ပြီးတော့ဒါအတန်းချင်းအတွင်းမှာထေချာလိုက်နှားထောင်တယ်အာပြီးတော့ပေါ့နော်တတိယတစ်ခုပြောဖို့မိပါလို့တတိယတစ်ခုကကြတော့ဒါခိုးဒီယူခိုင်ဆိုတဲ့အာဘယ်လိုပြောမလဲ exchange program နေပေါ့နော်ဂျပန်နေနဲ့ exchange လုပ်တာတော့ဒါမှမဟုတ်နိုင်ငံခြားသားတွေနဲ့ exchange လုပ်တာတော့အဲ့လိုမျိုး program တွေလိုက်ပြီးတော့ join ဖြစ်တယ်ပေါ့နော် အာအဓိကအဖြစ်အာမုံကအေဘုံတိုကျိုမှာရှိဘုံကျိုဆိုတဲ့အဲရက်ကွက်ကလေးပါဝင်ခဲ့တာပေါ့နော်အဲ့တော့အဲ့ရက်ကွက်နေပြီးတော့လှုပ်တဲ့ရက်ကွက်ဆိုရင်လည်းပြောရမယ်ဆိုမြို့ပါပဲအဲ့ဒီမြို့မှာကျင်းပတယ်ပေါ့နော်အာဂျပန်နေနဲ့စကားပြောလို့ရတယ်အာခိုရီခိုင်လို့သူတို့ဒါရက်ွက်ရောကနေပြင်ပတဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုး join ခဲ့တာလည်းရှိတယ်ပြီးတော့ NGO တွေကနေပြီးတော့လုပ်တဲ့ခိုရီခိုင်ပေါ့နော် အဲ့ဒါကကြတော့ဒါဂျပန်လူမျိုးတွေနဲ့ဒါစကားပြောသူတို့ရဲ့အိမ်ယူလိုက်ပြီးတော့လေ့လာတာတို့ပေါ့နော်အဲ့လိုမျိုးဒါစိတ်ဝင်စားဖို့လည်းကောင်းပါတယ်အဲ့လိုမျိုးဟာလေးတွေလိုက်ပြီးတော့ join နေပေါ့နော်အာကိုကဒါအမြဲတမ်းအချိန်ပိုင်းအလုပ်လုပ်နေရတာလည်းမဟုတ်ဘူးပေါ့နော်အဲ့ဒါကြောင့်မို့လို့အဲ LS ပေါ့နော်အတန်တန်နေတဲ့အချိန်ရဲပြီးတော့အချိန်ပိုင်းအလုပ်တဲ့အချိန်ရဲအားတဲ့အချိန်ကြတော့ဒီခိုးရုပ်ခိုင်လေးလိုက်သွားတယ်ပေါ့နော်ပြီးတော့ အာနောက်ဆုံးတစ်ခုอ่ะဗောနော်တငယ်ချင်းနေအများကြီးထားပါဗောနော်တငယ်ချင်းနေထဲမှာဒါကိုကせっかく日本に来てるからジャパン語ねやうらりボノあらじゃもうジャパンまあお合い抜きばボノあ段々にだいべもほべねあちゃいまで抜きべ抜にだもほべねえ庭園にお合いたばボノ တကယ်ကြီးတွေမှာမြန်မာဒီပဲထားတာမျိုးမဟုတ်ဘဲねတခြားနိုင်ငံသူတွေနဲ့စကားပြောတာမျိုးတို့ပြီးတော့ဂျပန်နေနဲ့စကားပြောတာမျိုးတို့အဲ့လိုမျိုးလေးလောက်ကြည့်ပါဘောเนาะအာဘယ်လိုပြောရမလဲအချိန်ကဒါ language school တွေတော်တော်များများနှစ်နှစ်ဆိုတော့ဗောနော်တနှစ်နဲ့ကိုးလာဗောနော်အများဆုံးရှိလေအဲ့တော့တနှစ်နဲ့ကိုးလာအတွင်းမှာကိုကအဲဘလောက်အထိလုံနိုင်တလေအပေါ်မူတည်ပြီးတော့တက္ကသိုလ်ကအာတက္ကသိုလ်ရှောက်ခွင့်ရမရဗောနော်တက္ကသိုလ်တက်ခွင့်ရမရက ုံးဖြတ်မှာဖြစ်တဲ့အတွက်အာစ조사ကြည့်ကြပါဘောเนาะအာကိုကလည်းအဲ့လောက်ထိအမှတ်များတာမို့လို့ဒါ advice ပေးနေတာမျိုးမဟုတ်ပေမဲ့ဘာပဲဖြစ်ဖြစ်အာခဲခဲအတွေ့အကြုံနည်းနည်းလေးရှိတာမို့လို့ဒါအကယ်၍သိချင်တဲ့သူတွေရှိရင်လည်းမဟုတ်လားမေးပါဘောเนาะအာပြီးတော့အခုလက်ရှိမုံတက်နေတဲ့ကျောင်းကားဘောเนาะအာ international student တွေများတယ်အာအထူးသဖြင့် မြန်မာကမုံစပြီးတော့တက်တော့ပထမနှစ်မှာတော့ပေါ့နော်တယောက်ပဲရှိတာပေါ့နော်မုံတယောက်ပဲရှိရဲကဲတယောက်သေးရှိပြီးတော့အခုဒုတိယနှစ်မှာတော့ဒါចောင်းသားနေနေဝင်လာပြီပေါ့နော်မြန်မာចောင်းသားနေနေဝင်လာပြီဒါပေမဲ့ဒီနိုင်ငံခြားចောင်းသားတွေထဲမှာအများဆုံးကဟိုဘက်အနောက်တိုင်းနိုင်ငံကចောင်းသားတွေတော်တော်များတယ်ပေါ့နော်သူတို့တော့ဒါ exchange program အနေနဲ့6လတော့တစ်နှစ်တော့ အဲ့လောက်နည်းနည်းလေးပေါ့နော်အချိန်ကာလတိုးရဲဆိုပေမဲ့အဲနိုင်ငံအမျိုးမျိုးကသူတွေလာတယ်ပေါ့နော်အဓိကအားဖြင့်တော့ American ဘက်ကပေါ့နော် America ရဲ့ပြီးတော့အာဥရောပနိုင်ငံတွေရဲ့အာပြီးတော့ဒါ Asian တွေလည်းများတာပေါ့နော် Asian တွေလည်းတော်တော်များတယ်အဲ့တော့နိုင်ငံအမျိုးမျိုးကလူတွေ ਨੇ တွေ့လို့ရတဲ့နေရာမျိုးပေါ့နော်အဲ့ဒါတခုကတော့တော်တော်လေးသဘောကျတယ်ကိုယ့်ရဲ့အကြောင်းပြီးတော့ အာကိုကကိုရီးယားဒီဂျပန်မလာခင်တုန်းကကိုရီးယားကိုသွားမလို့စဉ်းစားခဲ့တာပေါ့နော်အဲ့တော့ကိုရီးယားကိုဘာကြောင့်သွားချင်ခဲ့တလဲဆိုတော့အဲ့ဒီအချိန်တော့ဒါဒရမာကြီးကြည့်ပြီးတော့ပေါ့နော်အရန်ယူခဲ့တာပေါ့အာကြောင်းကြီးတွေအရန်လှတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဂျပန်လာတော့ဂျပန်လာတော့လေအဲကြောင်းရွေးတဲ့အခါမှာကြောင်းရဲ့အပြင်ပိုင်းပုံစံတော့မလာအရန်ယူရအောင်အဲ့တော့အခုလက်ရှိတက်နေတဲ့ကြောင်းကတော်တော်လေးလှတယ်ပေါ့နော် အဲ့ဒါတို့ကတော့တော်တော်လေးခုံယူတယ်။အပြင်ပိုင်းပုံစံတော်တော်လာတယ်ဗျာ။အဓိကအပြင်စာကြီးတိုက်ဆိုရင်အာညဘက်တီဆိုရင် lightning လောက်ထားတာအရင်လာတယ်ဗျာ။အဲ့ဒါကိုကြည့်ပြီးတော့လဲဒါစိတ်ဝင်စားခဲ့ရလဲပါတာဗျာ။အဲအဲ့ဒါကြောင့်မလို့ခုเจ้าကိုရွေးခဲ့တာပါဗျာ။နော်။အဲ့တော့ easy ရအကြောင်းလေးလဲဒါနည်းနည်း ြောပြပါ යි ဆိုတော့ဗောနော်နောက်ထပ်ဘာပြောချင်နေလဲဆိုတော့အဲမောင်ရဲ့အခုလက်ရှိတက္ကသိုလ်တက်နေနေဘလို့ဘာသာရည်တည်တင်းနေတယ်လဲဗောနော်အဲနိုင်ငံခြားဘာသာတက္ကသိုလ်ဆိုတော့အားလုံးရေလုံးနဲ့မြင်ရမှာဗောနိုင်ငံခြားဘာသာတင်းနေတယ်ဗောနော်ပြောမယ်ဆိုရင်အင်္ဂလိပ်စာတင်းနေဂျပန်စာတင်းနေကိုရီးယားစာတင်းနေအဲ့လိုမျိုးပဲထင်ကြတယ်ဗောနော်အဲတော့ဒါမောင်ကနိုင်ငံခြားဘာသာအဲမေဂျာဗောနော်မေဂျာကိုယူရတယ်ဆိုပေမဲ့အဲ့ဒီအထက်မှာမှာ အဲ department ကပေါ့နော်အဲ cook side communication ကကပေါ့နော် cook side communication ပြောမယ်ဆိုရင် international communication ပေါ့နော်အာအဲ့တော့ IR နဲ့နည်းနည်းလေးဆင်တယ်တချို့ဘာသာရပ်တွေဆိုရင်ဒါ international relation အာ subject ဒီပိုင်းလေးရှိရပေါ့နော်နိုင်ငံတကာဆက်ဆံရေးအကြောင်းလို့အာ国際開発国際開発ဆိုတာက international development ပေါ့နော်အဲ့လိုမျိုးအတန်းအနည်းလေးရှိသလိုအာ ဒါနိုင်ငံခြားဘာသာတက္ကသိုလ်ဖြစ်တဲ့အတွက်နိုင်ငံခြားဘာသာအတန်းကြီးရောရှိတာပေါ့နော်။ဘုံဆိုရင်ဒါအခုအဲတကယ် main major အနေနဲ့ကကြတော့ဒါဂျပန်စာပေါ့နော်။ဂျပန်စာ plus English also Korean Korean ကန်ကိုကူဝါ Korea စာကကြတော့အေးအရင်ကတည်းကကိုယ်ကစိတ်ဝင်စားခဲ့တာပေါ့နော်။ဂျပန်မလာခင်တုန်းကဒါ Korea သွားဖို့ စဉ်းစားခဲ့တာဖြစ်တဲ့အတွက်ကိုရီးယားဇာက level 4အထိတက်ထားပြီးသားအဲ့ဒါကိုဒါဂျပန်လာဖို့အတွက်ဖြစ်သွားတာပေါ့နော်အဲ့တော့ကိုရီးယားဇာကလည်းဒါအရန်စိတ်ဝင်စားတယ်အဲ့ဒါကြောင့်မို့လို့အခုတက္ကသိုလ်မှာလည်းကိုရီးယားဇာကိုလုပ်နေရပေါ့နော်အဲ့တော့အာအဲ့လိုအတန်းနေရှိမယ်ပြီးတော့ဘာတွေရှိအောင်မလဲဆိုတော့ communication အတန်းနေပေါ့နော်အာအရန်လည်းစိတ်ဝင်စားဖို့ကောင်းတယ်ကိုအတွက်ကတော့စိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်ဘလို့အတန်းမျိုးတွေလဲဆိုတော့ လူတဦးနဲ့တယောက်လူတယောက်နဲ့တယောက်ပေါ့နော်အအချင်းချင်း communication လုပ်တဲ့အခါမှာဘလို့အရေးအချင်းတွေလိုအပ်တယ်လေပေါ့နော်အဲ့လိုမျိုးကအဓိကပေါ့နော်အဲဘလို့အတန်းမျိုးလဲဆိုတော့ communication လုံးပြီးတော့ even ka communication လုံးအဲ့လိုမျိုးပေါ့နော်ပြီးတော့ cook side communication new mono အဲ့လိုမျိုးအတန်းနေပေါ့နော်အာတို့ကဘယ်လိုမျိုးလဲဆိုတော့ဒါ အဓိကအပြင်ဂျပန်တွေရဲ့ communication လုပ်ပုံပေါ့နော်သူတို့ကတည်တဲ့အတိုင်းပဲအာကိုရီးလဲဒါမြန်မာမှာတော့ဂျပန်ကြီးအကြောင်းဆိုရင်ဒါဂျပန်ကြီးက shy ဖြစ်တယ်ပေါ့နော် shy ဖြစ်တယ်လို့စကားအဲ့လိုထိမပြောဘူးအချိန်တိကျတယ်လို့အဲ့လိုမျိုးအာ stereotype လေးရှိရပေါ့နော်အဲ့ stereotype လေးတွေကိုအာလေ့လာတာလေ့လာရဲဆိုတဲ့ပုံစံမျိုးပေါ့ အာဒီ stereotype တွေကိုတည်တာရင်းနဲ့ဒီလူတွေနဲ့ဘယ်လိုဆက်ဆက်ရမလဲဆိုတဲ့အာအကြောင်းလေးတွေပေါ့နော်အဲ့ဒါလေးတွေကိုလေ့လာတာမျိုးပါများတယ်ပေါ့နော်အဲ့တော့ပေါ့နော်အာဒီ IC major ပေါ့ International Communication major ကိုယူပြီးတော့ကျောင်းပြင်ဘာလုပ်ချင်သလဲပေါ့နော်အဲအဓိကအပြင်မုံကဒီနိုင်ငံရေးအကြောင်းနည်းနည်းစိတ်ဝင်စားရလဲပါတယ်ပေါ့နော်ပြီးတော့ပညာရေးပေါ့နော် နိုင်ငံတစ်ခုမှာအဓိကအရေးကြီးဆုံးပညာရေးဖြစ်တဲ့အတွက်ပညာရေးပေါ်မှာအရင်စိတ်ဝင်စားတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့လေဒီလိုမိချောင်ယူတာလည်းပါတယ်ပေါ့နော်အဲဒါပေမဲ့တိတဲ့အတိုင်းနိုင်ငံကြီးကမြန်မာနိုင်ငံနိုင်ငံကြီးကတည်ငြိမ်နေရလဲမဟုတ်ဘူးဖြစ်တဲ့အတွက်ဒါမတိသေးဘူးပေါ့နော်အနာဂတ်အကြောင်းရရောမတိသေးဘူးဆိုပေမဲ့ဒီ sector တွေမှာအလုံးလုံးကြည့်နေတယ်ပေါ့နော်အာပညာရေးနဲ့နိုင်ငံရေးပေါ့အဲ့ဒီနှစ်ခုမှာအလုံးလုံးရှင်းနေပေါ့နော် โอเคအဲ့တော့ခန်းကြီးလေးလေးပြီးသွားပါပြီအာ15မိနစ်လောက်ပဲပေါ့နော်15မိနစ်အတွင်းမှာခန်းကြီးအလုံး120ပြီးသွားပါပြီအားလုံးဩစကာဆမာတက်စ်အဲနောက်ထပ်ဗီဒီယိုတစ်ခုမှထပ်တွေ့ကြမယ်ပေါ့နော်အစဉ်ပြေ like and share လေးလေးလုပ်ပေးွားကြပါအောင်လို့